ရက်ထားတဲ့ကျွန်တော်ကအနောက်ကိုစိုက်ကက်ဒစီယာဝင်တိုက်တယ်။ကွဲသွားတဲ့ကားနောက်ပိုင်းစကတ်ကိုကြည့်ရင် brand new ကားတင်မှုနှမျောစိတ်ကရှင်ဟူဆိုတယ်။လမ်းဘေးမှာလွတ်လွတ်ကင်ကင်ရက်ထားရနဲ့လာတိုက်တဲ့သူဒေါသထွက်တယ်။ပုံစံကြည့်တော့လေတရုတ်ဆိုင်ကအစုံနဲ့မီးသွေးတင်တဲ့အလုသမားထင်ပါရဲ့။ရောင်းနိုင်ပုံလေးလုံးဝမပေါ။မင်းဘာဖြစ်သွားလဲဆိုပြီးမိတော့ဘာမှမဖြစ်ဘူးရဲ့။ဘာမှမဖြစ်ငါတို့သွားပြီကွာဆိုပြီးကျွန်တော်ကားပေါ်တက်မောင်းထွက်လာခဲ့တယ်။အတူပါလာတဲ့တငယ်ချင်းကနှမျောစရာကြီးကွာမိမလျှောခိုင်းဘူးလား။ ကိုအမှန်တူအမှမင်းစိတ်မတူဘူးလားဆိုပြီးတော့မေးတယ်ကျွန်တော်ကလေနှမျောတာဗောစိတ်တူတာဗောတကယ်ချင်းဒါပေမဲ့ကိုတက်တန်ကိုသူများစီခွဲမပေးနိုင်ပါဘူးလို့ပြန်ပြောလိုက်တယ်သူပုံစံကြည့်ရတာရောနိုင်မဲ့ပုံမပေါ့နောက်တစ်ချက်ကကျွန်တော်ကအာမခံထားတယ်နောက်တစ်ချက်ကအာမခံမရောပြီလေဒီပမာဏကိုကျွန်တော်ပြင်နိုင်တယ်ဒီပမာဏဟာကျွန်တော်တို့ဘာမှမဟုတ်ပေမဲ့သူ့အတွက်တော့ဘဝတစ်ခုစားလေးဖြစ်နိုင်တယ်မိသားစုသုံးလီလာထမင်းငတ်လို့လဲရှာတယ်တော်ပြီ အဆအဆရရတွက်ချက်ပြီးတဲ့နောက်ကျွန်တော်ကစိုက်ကယ်တိုက်တယ်ဆိုရဲဖြစ်စဉ်ကိုအဲ့ညမှာပဲကျွန်တော်ထားခဲ့လိုက်တယ်။ကျွန်တော်တို့တက်တန်းတိတ်တူပါရယ်။အချိန်မိနစ်စက္ကန့်ပေါင်းများစွာကျွန်တော်တို့ဖြတ်တန်းလာပြီးပြီ။နောက်ထပ်ဘယ်လောက်နေရအောင်မသိ။နောက်၁၀နှစ်လား။နောက်တစ်နှစ်လား။နောက်တစ်လလား။မနှက်ဖက်လား။ဘယ်နေ့တည်နေမသိရဲ့တက်တန်းတစ်ခုမှာကိုရှင်တန်နေရတဲ့အချိန်၊နာရီ၊မိနစ်စက္ကန့်နိုင်ကိုကျွန်တော်လောဘကြီးပါရယ်။ကို့အတွက်ပဲကိုသုံးပါပေါ့။ သူများ dress စိတ်တူနေဖို့သူများမနာလို့ဖြစ်နေဖို့သူများကြောင်းစဉ်းစားနေဖို့ဖိတ်မပေးနိုင်ပါဘူးကျွန်တော်နဲ့ရင်းနှီးသူတိုင်းသိတဲ့အကြောင်းအရာတစ်ခုရှိပါတယ်ကိုယ့်ရဲ့မကောင်းကြောင်းဘသူကပြောနေတယ်လို့တစုံတစ်ယောက်ကလာပြောရင်ကျွန်တော်သူ့ကိုပြန်ပြောမှာဒီလိုပါသူ့မကောင်းကြောင်းရောကျွန်တော်ခင်ဗျားကိုပြောဘူးလားမပြောဘူးပါဘူးဒါဆိုရပါပြီဗျာသူဘာတွေပြောလဲလောက်မပြောပါနဲ့ကျွန်တော်မသိချင်ပါဘူးဟာကျွန်တော်စိတ်ကောင်းနှလုံးကောင်းရှိတာစိတ်တက်မြင့်မြန်တာမဟုတ်ဘူးနော်သူတော့ခေါင်းကြီးလောက်တာမဟုတ်ဘူးနော် လူဖြစ်တာမို့ကျွန်တော်မှာလောဘထောတာမောဟရှိတယ်။ကိုမကောင်းစားပြောရင်စိတ်တူတာပေါ့။ကိုပစ္စည်းဥစ္စာထိခိုက်သွားတာနှမျောတာပေါ့။မနာလိုစိတ်လည်းရှိတယ်။စိတ်ပုတ်စိတ်ယုံလည်းရှိတယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒီနေရာမှာပဲရှက်တယ်။ငါရှင်တန်ရမယ့်အချိန်တွေကိုသူများစီဖဲ့ပေးရတော့မယ်ဆိုပြီးတတိကတ်တယ်။စဉ်းစားကြည့်ဗျာ။ကိုနဲ့မစီရဲ့လူတယောက်အကြောင်းခင်ဗျားတွေးနေရင်နဲ့နှလုံးသားထဲမှာ10မိနစ်လောက်တနှုံနှုံဖြစ်နေရဆိုပါစို့ ခမရဘဝဆက်ဆက်ကုသိုလ်ကောင်းမှုပြုလို့ရှာရှာပါပါလူဖြစ်လာတဲ့ဒီဘဝရဲ့တတန်းစင်မနဲ့ကိုအဲ့လူအတွက်ဖြုံးလိုက်တယ်လို့ပဲမတန်းမနေ့ကအမတယောက်တည်းနဲ့ post လေးတစ်ခုထဲမှာတော့ဒီသဘောကို तू ကတတော်ချစ်ချစ်လေးရေးထားတယ်လှောက်တာလှောက်မလုံးမိစေနဲ့တဲ့ तू ပြောတာကတရားသဘောနဲ့တင်ထားတာအတိတ်ပဲကတော့နေ့စဉ်ဘဝမှာမြင်နာကြတာတွေကိုစိတ်ကသိတယ်အဲ့ဒါကိုလှုပ်တယ်လို့ခေါ်တယ်အဲ့ဒါမြင်နာကြတာတွေအပေါ်ဒေါသထွက်မယ်လောဘတက်မယ်စိတ်မချမ်းမသာဖြစ်မယ် ဒါတော့လှုပ်တာလို့ခေါ်တယ်။လှုပ်ရောလှုပ်တာပြဿနာမရှိဘူး။အဲ့ဒီအပေါ်မှာနောက်ဆက်တွဲတွေစက်မပါလာဖို့စက်မလှုပ်ဖို့တတိကစီချင်တာ။အမှန်ပါပဲ။ကျွန်တော်တို့လည်းလူမှုဘဝမှာသွာလာနေထိုင်လှုပ်ရှားနေရင်လောဘဒေါသမောဟမာမနာမနာလိုမှုဝင်တုံမှုတွေဖြစ်လာကြမှာပဲလေ။ကြုံလာကြမှာပဲလေ။လူကိုလှုပ်တာပေါ့လှုပ်တာပေါ့တဖြက်ဖြက်ကိုခါရန်လှုပ်ခါတာပေါ့ဒါပေမဲ့စက်မလုံမိဖို့တတိကတ်တယ်ကိုတက်တန်းတူတူလေးကိုကို့အတွက်ပဲသုံးပါပေါ့ဘာလို့သူများအတွက်နဲ့ 配比你亚马雷雷。